အားလုံးပဲမင်္ဂလာပါခင်ဗျာ EPK Gaming Channel ရဲ့ညချိုးဆိုပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါရစေဗျာကျွန်တော်အခုဆော့ပြပေးရမှာတော့ခြံရဲ့လင်းကို75အပြည့်နဲ့ Karina ကို Astrobower အပြည့် Assassin အပြည့်ထည့်ဆော့သွားမှာဖြစ်ပါတယ်ဒီမှာအဆုံးအနေနဲ့ကခြံနဲ့ဆော့မယ်ဆိုရင်75အထိပြည့်ပြီဆိုတာနဲ့နောက်တစ်ကောင်ပြောင်းပြီးအသုံးပြုပြီးပြောင်းလဲဆော့လို့ရပါတယ် ဒါပေမဲ့ chance တက်ကအစောပိုင်းမှာစူထားမှာလေကင်းရရင်အတော့ဝင်မှာဖြစ်ပါတယ်။လေကင်းရောက်မှစုမယ်ဆိုရင်တင်းနေနဲ့နောက်ကျတော့မှာဖြစ်ပါတယ်။အဲဒီတော့ကိုယ်အနေနဲ့သုံးမယ်ဟီးတို့ဂျိုတင်စဉ်းစားပြီးတော့ဘာဟီးတို့ထည့်မယ်ဆိုတာစဉ်းစားထားပြီးတော့ပွဲအစောပိုင်းလောက်ထဲကထည့်သုံးနိုင်တော့ပိုးစင်ပြီးပါတယ်။အခုဆိုရင်ကျွန်တော်စီမှာကထည့်သုံးရဟီးတို့မရှိသေးတယ်။ကျွန်တော်ခြံရောလူကြီးပဲထားထားပါသေးတယ်။ဒါပေမဲ့အရှိမပြောခဲ့သလိုပဲကရီနာကိုကျွန်တော်အဆက်စင်အပြည့်အစုပါဝါပြည့်ဆော့မှာဖြစ်တဲ့အတွက်ကျွန်တော်အောက်မှာဇက်ကလေးတွေဝယ်ထားဖြစ်ပါတယ်။ ရောစင်အနေနဲ့ကတော့အစောပိုင်းဖြစ်တဲ့အတွက်ကရီနာမရောင်းသေးပါဘူး။အနည်းဆုံးကရီတာက၃ချက်တန်ဖြစ်တဲ့အတွက်ဒီပေါ့နော် level ကွန်မန်ဒါ level 9ရောက်မှပေါ်ပေါ်ကျင်းကျင်းစရောက်တာဖြစ်ပါတယ်တော်တော်စေတော့ဖုံးစံနိုင်မယ်ပွဲမဝင်အောင်လို့အနေချင်းထိန်းစော်တာကြီးပဲဖြစ်ပါတယ်ရူတွဲမမဟုတ်ပဲနဲ့အကောင်မဝင်အောင်ကထိန်းစော်တာဖြစ်တဲ့အတွက်မဆိုင်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 အကုန်လျှောက်ထည့်ရတာဖြစ်ပါတယ် အဆန်ကိုလည်းလောတဲ့တစ်စိအတိမှာထားထားပြီးတယ်။ဒါကလည်းကျွန်တော်ဗီဒီယိုတန်းမှာပြောခဲ့သလိုပဲတစ်စိထားတယ်ဆိုတာ intro ရအောင်လို့ပါ။တစ်စိထားတယ်ဆိုရင် intro လေးချက်ရမယ်။တစ်စိထားရင်ဆိုရင်လက်ချက်ရပါမယ်။ Now this is getting interesting. ကျွန်တော်အကောင့်တင်လိုက်တယ်။မစမန်ရူရီကောက်ထည်တယ်။ဘာမှမဆိုင်ဘူးကျွန်တော်ဆုံးမဲ့လို့။ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပဲပွဲမရှိအောင်ထည့်ထားခြင်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်လိုချင်တဲ့အကောင်ရပြီဆိုတော့ဒီကောင်လို့ကျွန်တော်အကုန်ပြန်ရောင်းစားပြန်มาဖြစ်ပါတယ် ဒီကွန်မန်ဒါလင်းရဲ့ chance တက်က15ဒီဆူလို့ရပါတယ်15ဆိုရင်သူက max ပါဒါဆိုရင်သူက channel ထဲမှာထည့်ထားတဲ့အကောင်က stat များများလေးများလေးများလေးအကောင်ကြီးလာမှာဖြစ်ပါတယ်အကောင်ကြီးလာရင် base damage ကြီးကောင်ကိတ်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ Dota မှာပြောခြင်း Dota ကသဘောတရားနဲ့ပြောပြောမယ်ဆိုရင် stone ညမ်းလို့မျိုးပေါ့နော် level 6တစ်ခေါက်ယူတိုင်းယူတိုင်းမှာ base damage ကြီးပေါင်းပေါင်းသွားတဲ့ပုံစံဖြစ်မှာပါအဲကျွန်တော်ပြောရင်းဆိုရင်လည်း Karina ကိုရလာပါပြီ ဝမ်းစားဖို့ရဲ့ channel ထွက်လာတဲ့ကောင်တဖြည်းဖြည်း step ပြန်လာကြံပါလေကျွန်တော်ကဒီ Karina ကိုပဲစာဆုံးပွဲစာဆုံးထောင်ဆော့ကမှဖြစ်တဲ့အတွက်ဒီ Karina ကို3 star ပြန်အောင်စုမှာဖြစ်ပါတယ် Happy Hero တို့ Legend Hero မဟုတ်တာဖြစ်တဲ့အတွက်ခုနှစ်ချက်အာ sorry မဟုတ်လို့၃ချက်တန် Hero ဖြစ်တဲ့အတွက် Commander Level 7မှာဆိုရင်ကောင်းအောင်ရှာလို့ရပါတယ်3 star ရဖို့ကလည်းဖြစ်နိုင်ပါတယ်အော် မဝင်အောင်ရှောက်ထိန်ဆောင်နေရင်တန်ရိုးကြီးကိုဗလက်ဇင်းသွားထားပါပဲကိစ္စမရှိပါဘူးအချိန်တိုင်းကျွန်တော်ဒီကောင်ကြီးကိုရောင်းပြစ်မှာပါဗလက်ဇင်းကလည်းကိစ္စမရှိအောင်ထားကြင်ရထားပါကျွန်တော်ကဒီကောင်ကြီးကိုမကြိုက်လို့နောက်တစ်ကောင်ကိုတူးစားပြန်ပြီးတော့ဖြစ်အောင်လုပ်နိုင်ရင်နောက်တစ်ကောင်ဗလက်ဇင်းပြန်ထားပါတယ်အဲ့လိုမှမဟုတ်ရင်လည်းကိုကြိုက်တဲ့ရိုးမဟုတ်လို့ရိုးနရိုးခွာနေလို့တစ်ခါမှကိုကြိုက်တဲ့ရိုးကမဖြစ်သွားဘူးဆိုရင်လည်း favor sorry favor မဟုတ်ဘူးเนาะ creed round ရောက်လို့ရှင်အခုလိုမျိုးပေါ့เนาะ creed round နောက် round ရောက်လို့ရှင်တင်ရော blessing chain နဲ့ item တစ်ခုပေးပါတယ်

ဒါပေမဲ့အချိန်တန်လို့ရှိရင်ဒီတန်လို့ရဖြုတ်ပြမှာပါ။ဘာကန်နေနဲ့တခုနှစ်ခုလောက်ပဲထားရင်ထားပါပါ။အဲဟိုမှာလည်းကျွန်တော်လိုပဲ channel ဆော့ရတဲ့ကောင်ရှိတယ်။ကျွန်တော်တို့ကတော့နော်ကျွန်တော်တို့ညီမလိုအခေါ်ပဲလင်းညီမလိုပဲ channel လို့ပြထားဖြစ်ပါတယ်။ Now this is getting interesting. ဒီ channel မှာမှန်တိုင်းပြောရင် fighter တို့ assassin တို့ထဲဆော်တာပိုပြီးအဆင်ပြေလို့ကျွန်တော်ထင်ပါတယ်။ mass man တွေပါအကြောင်းနည်းနည်းရှင်းပြရတယ်ဗျ။ ရှုံးသွားနိုင်ရင်တခါကြရင်ကိုထဲ့တိုင်းမစမမနိုင်လို့ရှိရင်သူများကောင်ကိုက step ပြန်ပြီးလဲရတယ်ဖြစ်တတ်ပါလေ။ဒီလိုမျိုး assassin ထဲ့ထားတာလို့ fire rule ထဲ့ထားတာလို့ဆိုရင်နိုင်တာများပါလေ။ဘာလို့ channel ဝင်လာရင်သူက attack speed နဲ့ပေါင်းပါလေဒီကောင်က။ဘောပကဝင်လာတဲ့ hero ကိုကောင်းကောင်းရိုက်လို့ရပါလေ။ Astro Bower က၄ခုဖြစ်သွားပါပြီ။ကျွန်တော်မှပတ်စံ46ချက်ရှိတယ်။ ဒါမှမဟုတ်ကျွန်တော်အကောင့်တင်လို့မရသေးဘူးကျွန်တော်30တင်လိုက်လို့ရှိရင်ကျွန်တော် interest ပြတ်သွားမှာဖြစ်ပါတယ်အဲဒါကျွန်တော်မတင်မင်းနဲ့ကျွန်တော်ဒီဘွဲကို PU ရထက်နေပါသေးတယ်သူရင်းနေကြည့်မယ်ဆိုရင်လည်းကျွန်တော်က80လောက်ကျန်ပါသေးတယ်လက်ရှိနေကျွန်တော်ကတောက်လျှောက်နိုင်တာဖြစ်တဲ့အတွက်ဒီတောက်နေတာဖြစ်ပါတယ်ငါးဘွဲတောက်လျှောက်နိုင်တာပါဖေးဘောက်တော့ရောက်လာပြီ အိုးပါဝါကျွန်တော်ဝင်းနာခရောင်းလေးလိုချင်တာဗျာ sorry sorry ဝင်းနာခရောင်းမဟုတ်ဒီဝင်းနာတချုံလေးလိုချင်တာပြောတာဝင်းနာတချုံလေးကတော်တော်များများဒီလိုပေါ့နော် carry hyper လို sorry ကောင်းနေတော်လိုက်ပါတယ် astro power rose ဆိုရင်တခုတတိထားပါ item ကကိုသူ့ astro power rose နဲ့ပတ်သက်တဲ့အကောင်လေးကိုတွားပြီးတော့အများကြီးပေးလို့မရပါဘူးကိုမိန်းဆော့မဲ့မိန်းထုတ်မိန်းထားပြီးဆော့မဲ့တကောင်ပဲ item အများဆုံးပေးရတာပါ တကယ်လို့တင်ရအဲ့လိုမဟုတ်ဘဲနဲ့တခြားကောင်တွေကိုအဲ့လိုသွားပြီးလို့ရှိရင်သူ့ရဲ့ S2O power ရဲ့ effect ကအဲ့တခြားကောင်တွေရောက်သွားတတ်ပါလေ။အဲ့တော့ကို main ထားတဲ့အကောင်ကို item 3ခုအပြည့်ပြီးပြီးကျန်တဲ့ကောင်တွေကိုအရင်အနေနဲ့တစ်ခွက်တစ်ခွက်လောက်ပေးရပါတယ်။အခုဆိုရင်ကျွန်တော်က S2O နဲ့ assassin ကိုစတင်ပြီးတော့ပြည်အောင်ဖြည့်နေပါပြီ။ Astro ဆိုရင်ငါတို့ဖြစ်နေဖြစ်တော့တယ်ပြီတော့မှာ6ရိုးနောက်တစ်ခေါက်မယ်လို့ပါတယ်ကျွန်တော် အဆက်ဆက်စင်းနဲ့အတူပဲဆောင်မယ်ဆိုရင်ကားကြီးဝယ်ထားရဲဆိုတော့ကျွန်တော်လိုအပ်ရင်တော့ပါပါတန်ဖို့ဖြည့်လို့ရတယ်ကျွန်တော်နောက်ထပ်တစ်ခုထပ်ဖြည့်လို့ရရင်ဖြည့်ဦးပါတော့အဲဒီတော့ကျွန်တော်ကလိုရမယ့်အဝယ်ထားခြင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တုံးချက်တန်တွေကလည်းနည်းနည်းရှားတဲ့ပစ္စည်းတွေမှာပါပါတယ်ရှားတဲ့ဟီးရိုပေါ့နော်ဟီးရိုတွေမှာပါပါတယ်အဲဒီတော့အထိုက်လေးကဝယ်ထားဖို့တော့လိုအပ်ပါတယ်တုံးသည်ဖြစ်ရင်မတုံးသည်ဖြစ်သည်မတုံးဆိုရင်ပြန်ရောင်းလိုက်ဖို့အကြံပြုပါတယ်ကျွန်တော်ကထွေစလာကိုဘာလို့မဖြုတ်လဲဆိုတော့ထွေစလာကြီးက root တစ်ခု root နှစ်ခုအောင်သွားချိန်နေရပါသူကနေပဲ အဲ့တော့ကျွန်တော် trailer ကိုဖြုတ်ဖို့အတွက်နှစ်မျိုးပါတယ်အဲ့တော့ stand rule တစ်ခုရယ် trailer rule trailer rule ရယ်ဘာလဲ down bringer rule တစ်ခုပါသွားချိန်နေရဖြစ်ပါတယ်ကျွန်တော်ပြောနေတဲ့ channel နဲ့ rule နာမည်တောင်ပြီးသွားတယ်ပတ်စံ50ကျော်ကျွန်တော်ကွန်ပျူတာကို upgrade တင်မယ်ဆိုရင်30ကျော်ဆိုတော့ကျွန်တော်တင်ရင်တော့တင်လို့ရပါပြီအစတူပါဝါနီနဲ့ကျွန်တော်မှတကောင်လိုသေးတယ်ဖြည့်ဖို့က မဲ့ကျွန်တော်ကပတ်စံကြီးစူထားပါတယ်ကျွန်တော်ဘာလို့ပတ်စံစူကြီးပတ်စံကြီးစူထားလဲဆိုတော့ကျွန်တော်မိမယူလို့ပါနောက်တော့ပါဗျာပတ်စံစူလဲဆိုတော့ကျွန်တော်တင်မဲ့ကွန်ပျူတာ level နဲ့ကျွန်တော်မှကြံမဲ့ပတ်စံကိုချိန်ပြီးကျွန်တော်ထားတာဖြစ်ပါတယ်ဘာလို့ဆိုတော့တင်တာတော့တင်လို့ရပါတယ်ပတ်စံ20ကြံလဲဆိုရင်ကျွန်တော်တင်လိုက်ပြီဆိုတာ ਨੇ ပတ်စံက hero ဝယ်ဖို့လှည့်ဖို့ကကြံအောင်လေးလုပ်ရပါသေးတယ်စောစောစစ်စစ် legend hero မီနိုတော်ကြီးလာရောက်တာဖြစ်တယ်လေကျွန်တော် astro powers 6ရိုးပြည်သွားပါပြီ ပြီးတော့တန့်မဖြစ်တဲ့အတွက်တန့်ရောကလည်းမပြတ်ပါဘူးအချိန်တိုင်းနဲ့တခုရောက်လို့မှဒီကောင်ကြီးရူဝါကျွန်တော်ထပ်တွေ့လို့အဆင်မပြေတော့ဘူးကျွန်တော်လည်းအခက်အခဲဖြစ်နေဆိုတော့เนาะဒီ high low နဲ့ကားကြီးကိုကျွန်တော်ရောက်ထိုးတော့မှဖြစ်ပါတယ်ကျွန်တော်ကလည်းဟိုကတ်မှာလည်းကျွန်တော်ကအဆက်ဆင်းလို့ယူထားဖြစ်တယ်အဲ့တော့အဆက်ဆင်း6ရောကလည်းပြီအောင်ဆော့ရမှာပါဒါမှလည်းကရီနာမှာအဖက်တစ်ခုပေါင်းပြီးဒမ်းမီပူထွက်မှာဖြစ်ပါတယ်ကားဆုံးနာပြောခဲ့တယ်လို့ကျွန်တော်လိုရမယ့်အရာဝယ်ထားဖြစ်ပါတယ် ိတ်ရှုပ်လို့ကျွန်တော်ဒူးစားအနေနဲ့ပေါင်းထားပါဒူးစားလောက်မှလည်းတန်နေပါဝင်တာဖြစ်ပါတယ်ဆက်စင်ကတော့6ရုပ်ပြည့်လို့ပါသေးတယ်နောက်ဆက်ကျွန်တော်3កောင်လောက်ထပ်ထည့်အောင်ပါပါသမီးညာတော့ဓာတ်ပြတော်ထွက်လာပါပြီတခီးဝင်အခုဆိုရင်ဒီဘွဲမှာဆိုလည်းသမီးညာတစ်ကောင်လေးနဲ့ကြိုက်တာဒါဆိုရင်တစ်ကောင်လေးကြံတယ်ဒါမဲ့တစ်ကောင်လေးဒါမဲ့တူတိုင်းပဲအော်ပြောလို့ဆိုရင်ပြောလို့တော့မဆုံးသေးဘူးဆရာသမားရှင်းသွားပါပြီ ဒါပေမဲ့ဒါစတက်နေနေရလဲပါသေးတယ်ပြီးတော့ရိုးကလည်းတရိုးပဲပြည်နေသေးတယ်ပြီးတော့2 star 3 star မရသေးရလဲဖြစ်တယ်ဒါပေမဲ့3 star ရသွားဆိုရင်အပြောင်းလဲလीအများကြီးဖြစ်သွားနိုင်ပါတယ်ကရီနာက3ဆိုင်ရဖို့ကျွန်တော်နီးတော့နီးစက်နေပါပြီနောက်ထပ်1កောင်ဆိုရပြီ1កောင်မဟုတ်ဘူး3កောင်နောက်ထပ်1កောင်ဆိုရပြီဘုံမှာ1កောင်ရှိတယ်ဆိုတော့အော်ပြောရင်းနဲ့ပဲကရီနာ3ဆိုင်ပြည့်သွားပါပြီကျွန်တော်လှည့်လိုက်ရင်ねဒါဆိုရင်တော့ပွဲကတော်တော်ထိန်းသွားလောက်ပါပြီ ။ဒီဟာကဒီကရီနာသရီစတာက channel ထဲမှာဖြစ်တဲ့အတွက် ghost တက်များတာဒီပုံမှန်ကရီနာထံပို့ပြီးတော့အကောင့်ကြီးပါတယ်။အကောင့်ကြီးတော့အမိရှိတာပေါ့ဗျာ။ damage ပို့ထွက်ပါတယ်။ base damage တွေပို့များသွားပါတယ်။ chain step effect ပါ။မှန်တမ်းပြောရင်တော့ channel ထဲမှာထည့်ထားတဲ့အကောင့်က step 15ခုပြည့်တယ်ဆိုရင်တော့နောက်တစ်ကောင် chain ကြီးအသုံးပြုလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီကောင်ပဲအထောင်ဆုံးမှဖြစ်တယ်တခြားလည်းမထည့်ကျင်တော့မှဖြစ်တယ်ဒီကောင်ပဲသုံးသွားတာဖြစ်ပါတယ် အဆက်စင်းကလည်း၄ရူဖြစ်သွားပါပြီကျွန်တော်ကနောက်ထပ်၂ရူလောက်ထပ်ရှာနိုင်လေဆိုရင်တော့ဆက်စင်း၄ရူပြီ6ရူပြီပါပြီအဆက်စင်း6ရူပြီခြင်းလည်းကျွန်တော်ကျွန်တော်အနည်းဆုံးတော့အကောင့်တရအောင်တော့ပါအဲ့တော့ကျွန်တော်ပတ်စံစုဖို့လိုပါတယ်ကျွန်တော်မှာကပတ်စံ၂၁ချက်ရှိတယ်ကျွန်တော်၃လုံးရရတော့ဘာလို့ကျွန်တော်၃လိုက်ရင်ကျွန်တော်ပြောသလိုပဲ interest ဖြစ်သွားနိုင်တယ်ဒါဆိုရင်ကျွန်တော်ပွဲပြီးရတယ်ပွဲရပြီးတဲ့ပတ်စံနဲ့ဆိုရင် intro က၄ချက်ထည့်ရတယ်ပွဲရပြီးတဲ့ပတ်စံထည့်ရတယ်ဆိုတော့ကျွန်တော်တပွဲတော့ပတ်စံအများကြီးရပါတယ် တရီနာအယူဒန်ဖစ်စကယ်ခုတ်တဲ့ကောင်ဖြစ်တဲ့အတွက်ကျွန်တော်ကတော့အင်မြူခရော့ကွန်လိုအင်မြူဖြစ်တဲ့ဒီ prefine နဲ့စိန်တုံးနဲ့သူနဲ့လိုက်ဖက်တဲ့ magic item တွေမပြီးထားဖြစ်တယ်။ဒါပေမဲ့ legging ရောက်ရင်တော့အခြေအနေပေါ်ကြည့်ပြီးတော့ item အပြောင်းလေးတွေရောလုပ်တင်လေးလုပ်ရမယ်ခင်ဗျာ။ကျွန်တော်အောက်မှာဝယ်ထားတဲ့ကာကြီးကအမှန်တမ်းပြောရင်အသုံးတော့မလိုတော့ပါဘူး။ကျွန်တော်ဒီတိုင်းမှာနှမျောပြီးကြတင်ထားတာဖြစ်ပါတယ်။ ဒီကတော့ကျွန်တော်ကရှာအခုချိန်မှာအကောင့်တင်ရမယ်ကျွန်တော်အတွက်လိုအပ်တာက assassin ရိုးလိုတာဖြစ်တဲ့ assassin ရိုးကိုရှာမယ်ဒါပါပဲ channel ကိုစောမယ်ဆိုရင်တော့ကျွန်တော်ပြောခဲ့တယ်လို့ပါပဲအစောပိုင်းကိုစောမယ် hero ကောင်းတယ်မှကြိုးစားကြပြီးတော့ sourcing တုံးတာပုံကောင်းပါတယ်ဒီ game မှာ hero ပြောင်းလဲလုပ်တာအရင် risk များပါတယ်ဒီ hero က stat ရနိုင်မို့လဲအရင်ကြာသွားပါတယ်အစောပိုင်းကအခုလိုမိုးတုံးချက်တန်နဲ့လှူရှားလို့လှူရှားလို့ရပြီတုံးချက်တန်ကိုလီကင်းတဲ့ကောင်ကိုဆုံးဖြတ်စည်းလာရောက်နေဆိုရင် step လေးမြန်မြန်ဆန်ပြေးပါတယ်အခုချိန်မှာကျွန်တော် green night ရဲ့ step ပြေးနေရဖြစ်တယ်ကျွန်တော်နောက်တစ်ကောင်ထားပါတော့ကျွန်တော် link တို့ harabusa တို့ကိုကျွန်တော်ဒီ channel ကိုထည့်ပြီးတော့ကျွန်တော်ပြန်အသုံးပြုလို့ရပါသေးတယ် post step တွေကလည်းမလျော့ပါဘူးနောက်ထပ်တစ်ကောင် step ထည့်ရပါတယ်ဒီလေးရဲ့ခြံကကျွန်တော်တို့ဟိုးရင်တော့မချစ်ချက်အဟောင်းကမချစ်ချက်အဟောင်းမှာတော့က immortal immortal rune နဲ့ဆိုရင်တော့မတရားအောင်လိုက်ပါတယ်။ I don't ဆိုရင်တော့ immortal stat နဲ့ရောဒီ chance stat နဲ့ရောလုံးဝ over ဖြစ်လုံးအားကြီးပါတယ်။ ပြောမဲ့တာပြောတာပါအဲ့တော့မတ်ချစ်ချက်အဟောင်းလေးပဲတတိယပါတယ်အခုဆိုရင်ကျွန်တော်ရဲ့ဥမာနောက်တစ်ကောင်လည်းကျန်တော့ပါတယ်ဒါပေမဲ့ကျွန်တော်က40ကျော်လောက်ကျန်နေဒီကောင်40ပဲကျန်တော့တယ်ဒါပေမဲ့ဒီကောင်က Legend Hero 2 Star Channel မှာထည့်တာကျွန်တော်ကတော့ Yudan Karuna 3ချက်တန်းလေးပဲ Channel မှာထည့်တာ ဒါပေမဲ့တုံးကြတဲ့ဆိုမဲ့ Runo ချိတ်ရဲ့ Astro Power အဖက်ကလည်းအပြူအဝင်နဲ့ Assassin Bug ကလည်းအပြူအဝင်နဲ့အပြင်ဒီကောင်က Chance တက်အပြူအဝရတာဖြစ်တယ်သူကသူကကြမ်းပါတယ်ဒါပေမဲ့ကျွန်တော်မှအဖြစ်မှာအမားကမိမကောင်ဒီတိတ်မရှိတဲ့အတွက်ကျွန်တော်ကပွဲကိုအရင်ထိန်းဆုပ်လို့မရပါဘူးကျွန်တော်ကအကောင့်တို့ပဲယူလိုက်ပါတယ်ကျွန်တော်ကဘာလို့လဲဆိုတော့ Assassin Bug ပဲဖြီးတော့မဟုတ်လို့ပါပုံမှန်ဆိုရင် Astro Power Rule ကိုယူလို့ရပါတယ်ကျွန်တော်0ရုပ်ပြအောင်ဆော့လို့ရပါတယ်ကျွန်တော်ရှေ့ဗီဒီယိုမှာလည်း0ရုပ်ပြအောင်ဆော့ခဲ့ပြီးဖြစ်တဲ့အတွက် အာကြည့်ရဲ့ brother တို့နေနေပြင်းတော့မှဆိုလို့ကျွန်တော်ကတော့ဒီခေါက်ကတော့ S2 power အပြည့်နဲ့အဆက်ဆင်အပြည့်ပဲဆော့ပြမှာဖြစ်ပါတယ်ကျွန်တော်ကအခုပြောနေနေပဲပြည်သွားပါပြီအဆက်ဆင် buff ကကျွန်တော်အကောင့်လို့လည်းရတယ်ကိုယ်ကိုလည်းအကောင့်တင်ပြီးကျွန်တော်အကောင့်ထည့်လိုက်ပါပြီလူနော်က၄ချက်တန်အနေနဲ့ဖြစ်တာဖြစ်တယ်ပြတကယ်လို့ order နေရာမှာစားထိုးရင်ကျွန်တော်ကထိုးပြီးအသုံးပြုပါဒါပေမဲ့ပွဲကတော့ပြီးသွားနိုင်ပါတယ်ဆော်စီအော် ပွဲရပြီးသွားပါရင်ခင်ဗျာတပွဲနဲ့အပြက်ပါပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ဗျာ